ရိသတ်များအားလုံးပဲမင်္ဂလာပါရှင့် Audio Bounce မြန်မာ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။နေ့စဉ်နေ့တိုင်းစိတ်ဝင်စားဖွယ်ရာဇလံကောင်းတွေကိုရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှဆိုရင်လေစာရေးဆရာအကဆော်ရဲ့ပထမဘိုးဘိုးအောင်နေဦးစင်ကြီးနဲ့ဝိဇာတို့ဆိုတဲ့ဇလံကိုတင်ဆက်သွားမှာဖြစ်ပါတယ်။တင်ဆက်မှုမစခင်မှာ Channel ကို Like and Subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ဇလံတက်ပြီတင်နိုင်သိရှိစေဖို့ဘေးနားအနုတီခေါင်းလောင်းကိုတစ်ချက်နှိပ်ထားပေးပါရှင်။ညရောက်တဲ့အခါမှာ မောင်ဘိုးအောင်ကအိယာမဝင်ခင်ဦးစင်းကြီးကိုခြေစုပ်လက်နဲ့ပြုတ်ကဝက်ဖြစ်ရသည်မှာထုံးစံဖြစ်တယ်။ဦးစင်းကြီးကလည်းအဲ့ဒီအချိန်မှာမောင်ဘိုးအောင်ကိုဆုံးမစကားပြောကြတယ်။မောင်ဘိုးအောင်တည်ခြင်းနဲ့လော်ကီရေးရာကိစ္စတွေကိုလည်းပြောဆိုဆွေးနွေးကြလေတယ်။တ냐မှာမောင်ဘိုးအောင်ကဦးစင်းကြီးကိုနှိမ့်နေပေးနေတဲ့အချိန်ဦးစင်းကြီးကရေအိမ်ဝင်ရင်လည်းလို့ဆိုကကျောင်းမောင်ကလည်းစင်းသွားလေတယ်။မောင်ဘိုးအောင်ကအတန်ကြာတဲ့အထိစောင့်ဆိုင်တော်လေဦးစင်းကြီးပြန်မလာလို့အနောက်ကနေလိုက်သွားမိတယ်။ဦးစင်းကြီးကတော့ ကျောင်းအနောက်ဘက်ရေအိမ်ကိုသွားတဲ့လမ်းတနေရာမှနေပြီးတော့ဈေးနီကန်ကြီးနဲ့ရွှေအင်းတောင်ဈေးတီတီရှိတဲ့တောင်ကုန်းကလေးစီကိုငေးမောကြည့်ရှုနေတယ်။မောင်ဘိုးအောင်ကလည်းအဲ့ဒီနေရာကိုငေးမောကြည့်မိလိုက်တဲ့အခါအယောင်ဆုံးဝင်လာနေတဲ့မီးလုံကြီးတွေကကောင်းကင်ပေါ်မှာပြန်ဝင်နေတာကိုတွေ့လိုက်ရတယ်။မီးလုံကြီးတွေကနှင်းကြီးမြင့်ကြီးနဲ့ပြန်တန်းနေကြသလိုတချို့မီးလုံကြီးတွေကဈေးနီကန်အတွင်းငုံစင်းသွားလိုက်ရေအောက်ကဘွားကနေခုန်ထွက်လိုက်နဲ့တောက်ပဝင်လာနေကြတယ်။တချို့မီးလုံကြီးတွေကတော့ တလုံးနဲ့တလုံးမိုးချိုးလိမ်ကဲ့သို့လိမ်လေလှဲ့ပတ်ဆော့ကစားရင်ကောင်းကင်ယံကိုရောက်တဲ့အခါမှာအချင်းချင်းပူကဲ၍ပောက်ကွဲထွက်သွားတာကိုတွေ့လိုက်ရတယ်။အဲဒီလိုပောက်ကွဲတဲ့အချိန်မှာကောင်းကင်တခွင်ဝင်လျှက်ရောင်လျက်တန်းလက်တကဲ့သို့ဝင်းထိန်လင်းလက်သွားပြန်နေမောင်ဘူအောင်ကအဲ့ဒီအဖြစ်ကိုငေးကြည့်ရင်ဦးစင်းကြီးအနာကိုတဖြည်းဖြည်းနဲ့တိုးကပ်လာခဲ့တယ်။ထူးဆန်းလိုက်တာဖေဟာမောင်ဘူအောင်ရေရွတ်လိုက်တဲ့အခါမှာဦးစင်းကြီးကမောင်ဘူအောင်ကိုလှည့်ကြည့်မိတယ်။မောင်အောင်မင်းရောဒီမိလုံးကြီးတွေကိုမြင်ရသလားခွေ့ တင်မမြင်ရပါတယ်ဖျားဒီမီလုံးကြီးတွေကလူတွေပြောပြောနေကြတဲ့ဆုံးတောက်စားတယ်ဆိုတာလားဖျားဒါဆုံးတောက်စားတာမဟုတ်ဘူးမအောင်ရင်ဝိဇာစောကြီးတပတိတွေပျော်ရွှင်မြူးတူနေကြတာပဲကိုတပြည့်တော့ဒါမျိုးတစ်ခါမှတော့မမြင်ဘူးပါဘူးဖျားဒီအဖြစ်မျိုးကပါရမီတက်ခါကောင်းတယ်လို့ပဲမြင်ရရတာမအောင်ရင်တော်ယုံလူမြင်နိုင်တာမဟုတ်ဘူးကိုဟောဒီဂျီနီကန်ကြီးနဲ့တောင်ငုံကလေးရဝိဇာတို့တွေပျော်မြူးတတ်တဲ့အရက်ပဲမအောင်စောကြီးတွေစေးကြည့်တဲ့ တပတိတွေရသူတို့ကျွမ်းကျင်တဲ့မြေလီရေမီဓာတ်ကြီးလေးပါးကိုစော်ကစားကြတဲ့အရက်ပဲ။ဒါကြောင့်ဦးစင်းကအဲ့ဒီဂျင်းဒီကန်ကြီးနဲ့တောင်ကုန်းတဝိုက်ကိုမောင်ကျောင်းသားတို့ကိုမသွားခိုင်းတော့ပေါ့မအောင်ရင်။ဒါဆိုတရေတပတ်ရှိတယ်။မြေကျန်းနေဆိုတာတကယ်မဟုတ်ဘူးပေါ့။ဦးစင်းကြီးကခေါင်းခါလိုက်ပြီးတော့တရေတပတ်လောက်ကဦးစင်းမမှုဘူးမအောင်ရင်။အဲ့ဒီဝိဇာတွေဖေးစောကြီးတွေနဲ့မောင်ကျောင်းသားတို့တွေ့သွားမှာကိုစိုးရင်လို့ပါ။ဝိဇာတို့တွေရကြောက်ဖို့ကောင်းလို့လားအရှင်ဖေ။ဝိဇာထူးရင်ယူတယ်လို့လူတွေကဆိုကြတယ်။ မောင်ကျောင်းသားတို့ဝိစာစောကြီးတွေကို တွေ့ပြီးမတမယာတွေကြင့်ကြံရင်ယူးခုံညမှာဆိုးလို့ဦးစင်းကြီးအားတားတာပါမောင်အောင်စောကနန်ဆိုတာကြားဘူးတယ်မဟုတ်လားဟိုတလောကဥလက္ခဏပြောတာကြားဘူးပါတယ်ဖေဟာလူတယောက်ကဇောကြီးစေးကြည့်နေတာတွေ့ပြီးတော့မိုးပေါ်ပြန်သွားတာတွေ့လိုက်လို့အဲ့ဒီစေးအကသက်ကိုရှာနေရပြီးစားလိုက်တာမိုးပေါ်တော့ပြန်မရဲ့ဒါပေမဲ့အမြင်ကြီးလည်းမဟုတ်မြေကြီးပေါ်ကိုလည်းခြေမချနိုင်မယ်စောကန်လန်ဘဝနဲ့ နေသွားရတယ်ဆိုတာကြားဘူးပါတယ်ဟုတ်တယ်တကယ်တော့မတည်ခြင်းဆိုတာကြောက်ဖို့ကောင်းတဲ့အရာပဲမောင်ကျောင်းသားတွေကိုဇောကန်းလန်းလို့ဖြစ်ကုန်မှာဆိုလို့ဦးစင်းကြီးကတားရတာပါဝိဇာတို့တွေမြူတူပြောပါနေကြတဲ့ကိုဦးစင်းကြီးနဲ့မောင်ဘိုးအောင်တို့နှစ်ယောက်အတန်ကြာတဲ့အထိငေးမောကြည့်ရှုနေမိတယ်အဲ့ဒီအချိန်ဦးအားရိစားတယောက်ကျောင်းမော်ကဆင်းလာပြီးမောင်ဘိုးအောင်တို့နှစ်ယောက်ကိုတန်းတောနဲ့ကြည်နေတယ်ဦးအားရိစားကြည့်တဲ့အခါကောင်းကင်ရံမှာကျဲစုကလေးတွေကိုသာတွေ့ရပြီးတော့ဘလို့ထူးခြားမှုကိုမှမတွေ့ရဘူးအရှင်ဖျားတို့ ဘာတွေကြည့်နေကြတာလဲနက်ခတ်တရားတွေထဲမှာထူးဆန်းတာတွေများရှိနေကြလို့လားဥဟာဒိဆပြောလိုက်တဲ့အခါမှာဦးစင်းကြီးနဲ့မောင်ဘိုးအောင်ကကျောင်းမကိုတက်သွားကြနေတော့တယ်အဲ့ဒီညာသကောင်ရန်ချိန်မှဖြစ်တယ်ဦးစင်းကြီးကလဲလျောင်းကျင်းဆက်နေရမှရုပ်တရက်လန့်နိုးသွားလိမ့်တယ်နားဆိုင်ထောင်ကြည့်လိုက်တဲ့အခါမှာကျောင်းမကိုလူတအူးတက်လာတဲ့ခြေတန်းကိုကြားလိုက်ရတယ်အဲ့ဒီလူကဦးစင်းကြီးကျင်းဆက်တဲ့ကလေးအနီးကိုရောက်လာတယ်အဲ့ဒီလူကအသက်25နှစ်အရွယ်ကန်းရှိပြီးတော့ရုပ်ရည်ကတန်ပြန်နေတယ် အဖြူရောင်အင်ကြီးနဲ့အဖြူရောင်ပစိုးကိုဝစ်ဆင်ထားပြီးတော့ဥကောင်းမှလည်းအဖြူရောင်ခေါင်းပေါင်းတစ်ခုကိုပေါင်းထားလိုက်တယ်။အဲ့ဒီလူရဲကဂရင်းချေးရင်မှဒူးတောက်ထိုင်ချလိုက်ပြီးလက်အုပ်ချီကားကြော့လိုက်တယ်။မောင်မင်းဘသူလဲ။တရချင်းကြီးကမှဘာကိစ္စရှိလို့လဲကွ။တင်မဖေဟာတပည့်တော်ကထွက်ရလန်းကိုမြန်းကြွားရမယ်လူတယောက်ပါဖေဟာ။အရှင်ဖေဟာရဲ့အကူအညီလိုအပ်လို့တပည့်တော်အကူအညီလာတောင်းတာပါဖေဟာ။ဥစည်းကြီးကဂရင်းပေါ်မှာထိုင်လိုက်ရင်နဲ့ဥစဉ်၊ကုညီမဖြစ်မှလားတကား။တင်မဖေဟာ ဒီရနီတဝိုင်းမှာကူညီနိုင်မဲ့လူဆိုလို့ဦးစင်းကြီးတယောက်တည်းရှိတာပါတိတ်မခတ်ခဲရင်တော့ဦးစင်းကြီးကူညီပါမယ်တမဖေဟာတပည့်တော်ကိုကူညီလို့အရှင်ဖေဟာအကျိုးမယုတ်စီရပါဘူးဖေဟာဦးစင်းကြီးကဘလို့ကူညီရမလဲတကားအရှင်ဖေဟာတပည့်တော်အနောက်ကိုသာလိုက်ခဲ့ပါဖေဟာဦးစင်းကြီးကလူရွယ်ရဲ့ဥဆောင်ရအတိုင်းလိုက်လာခဲ့ရတယ်ကျောင်းမောင်ကနေဆင်းလိုက်တာနဲ့ဂျင်းဒီကန်ကြီးအနီးကိုရောက်မှမသိရောက်သွားလေတယ်အဲ့ဒီလူရွယ်ကဂျင်းဒီကန်ကြီးနဘေးရှိသေးပင်ကြီးတပင်အောက်မှာဦးစင်းကြီးအတွက်နေရာထိုင်ခင်းတစ်ခု ပြင်ဆင်ပေးလေတယ်။ဦးစင်းကြီးဒီမှာထိုင်နေပါ။တပည့်တော်ကရေကန်လေးကိုဆင်းမမယ်။တပည့်တော်ကန်လေးဆဆင်းနေတဲ့ချိန်အရှင်ဖုရားကမြတ်တာတုတ်ကိုရုတ်ဖက်ပေးရပါမယ်ဖုရား။တပည့်တော်ရေအောက်ရောက်သွားပြီးမကြခင်မှာနဂါးတွေလာပါလိမ့်မယ်။တရက်ခါအရှင်ဖုရားကခန္ဓာတုတ်ကိုရုတ်ပေးရပါမယ်။နဂါးတွေပြီးသွားရင်ဘလူးကြီးတွေရောက်လာပါမယ်ဖုရား။အဲဒီအခါယတနာတုတ်ကိုရုတ်ဖက်ပေးရပါမယ်။မိုးတောက်ခါနေရင်နတ်တွေကြွလာပြီးတားကြပါလိမ့်မယ်။ဒီအခါအာတာနာတိယတုတ်ကိုရုတ်ဖက်ပေးရုံပါပဲ။ ဒါပဲလားတကားရဲ့တင်မဖရားတလောက်ပါပဲကောင်းပြီဥစဉ်အခုမြေတားတော့ရွတ်ပေးမယ်တကားလောက်ဆရာရှိတာလောက်ပါတော့ဥစဉ်ညာတီးပင်ကြီးအောက်မှာထိုင်ကမြေတားတော့ကိုစတင်ရွတ်ဖတ်လိတယ်အရိယခါလူရွေကဂျင်းနီကန်ကြီးအတွင်းကိုတဖြည်းဖြည်းနဲ့ဆင်းသွားလိတယ်ဂျင်းနီကန်ကြီးကကန်ဆက်မှာရေတင်၍ကန်လေးမှာရေနဲ့တော့ကြောင်းလူရွေမှာတဖြည်းဖြည်းနဲ့ရေအောက်ကိုနှိမ့်မြုပ်သွားတယ်မြတ်တာတော့သုံးကောက်ရွတ်ဆိုပြီးတဲ့အခါလူရွယ်မရေအောက်ကိုဆုံးဆုံးနဲ့လည်းပျောက်ကွယ်သွားလိမ့်တယ်။ထမင်းဟိုတလုံးချက်ခန့်အကြာမှာ ကောင်းကင်ရတခွင်တိမ်ညိုတိမ်မဲတွေဖုံးအုပ်လာကြပြီးလေတွေတဝုံဝုံနဲ့တိုက်ခတ်လာလေတဲ့ကျင်းဒီကန်နဘေးမှာတက်ပယ်ကြီးတွေက ပြင်းထန်တဲ့လေတိုက်အားကြောင့်စိမ့်တို့လှုပ်ရမ်းလျက်ရှိတဲ့မကြခင်အချိန်မှာပဲတော်လေးတန်ကဲသူအတန်နဲ့ကြီးတခုကအဝေးမှနေပြီးတဖြည်းဖြည်းနီးကပ်လာတယ်အနီးရောက်လာတဲ့အခါမှတော့အဲ့ဒီအတန်ကမိုးအော်တန်ကြီးဖြစ်မှန်းမသိတိလိုက်ရတယ်အော်တန်ကြီးနဲ့အတူမိုးကြီးလေးကြီးတီးထန်စွာရွာသွန်းနေတော့တယ်ဒါပေမဲ့ထူးဆန်းတာကဦးစင်းကြီးထိုင်နေတဲ့တီးပင်ကြီးက လေတံရောမိုးတံမှမခန်းစားရပဲရှိနေတယ်။မိုးဆက်မိုးပေါက်တွေရတီးထန်စွာရွာတော်နေတော့လေ။တီးပင်ကြီးချေရင်ကိုမိုးဆက်မိုးပေါက်တပေါက်မှမကြဘဲနဲ့တွေးချောက်နေတယ်။မိုးနဲ့အတူကောင်းခင်ရန်ထက်စီမှနဂါးကြီးတွေဟာခုန်ဆင်းလာကြတယ်။အလွန်ကြီးမားတဲ့နဂါးကြီးလေးကောင်ကဂျင်းဒီကန်ကြီးနှပေမှာလှည့်ပတ်သွားလာနေကြတယ်။ဂျင်းဒီကန်ကြီးရဲ့ရေးမျက်နှာပြင်မှာလေပြောင်းဆန်နေတဲ့ဦးစင်းကြီးကအဲ့ဒီအခါမှာတတိယဝင်လာပြီးတော့ခန္ဓာတော့ကိုရုတ်ဖတ်လီတော့တယ်။ဦးစင်းကြီးခန္ဓာတော့ရွတ်တဲ့အခါ နဂါးကြီးတွေကရန်လိုတဲ့အမှုအရာနဲပါသွားကုန်ကြတယ်။ခொနဲ့ခေါရော့ဖတ်ပြီးတဲ့အချိန်မှာနဂါးကြီးတွေကကောင်းကင်ဘုံကိုပြန်တက်သွားပြီးတော့တိမ်တိတ်တွေနဲ့အတူအခြားတနေရာကိုထွက်သွားလေတယ်။ရက်တက်သွားလေတယ်။မိုးတက်လေပြင်းတွေကလည်းချက်ချင်းရက်သွားပြီးတော့ကောင်းကင်ရံမှာကြဲကလေးတွေပြန်လေထွက်ပေါ်လာကြတယ်။မြေပြင်နေရာထားရလေအရင်ကမိုးရွာထားတယ်လို့မဆိုသာလောက်အောင်၆တွေ့နေတယ်။ဦးစိန်ကြီးကဆက်လက်စောင့်စားနေတဲ့အချိန်မှာကြီးကြီးကန်ကြီးအလေကစူးရှာတောက်ပြောင်ဝင်လာနေတဲ့ အပြာရောင်အလင်းတစ်ခုကထွက်ပေါ်လာတယ်။အဲ့ဒီအလင်းရောင်ကြောင့်ရေမျက်နှာပြင် အောက်ရှိရေညှိရေမောပင်တွေငါးကလေးတွေအုတ်စုဖွဲ့ကူးခတ်နေမှုတွေကိုအတိုင်းသားလေးမြင်ရတယ်။ကွန်တရာညက်ခန့်ကြားမှာမိခိုးတွေနဲ့အလားတဏ္ဍဆင်တူလာတဲ့အနက်ရောင်အခိုးအငွေ့တွေကမြေပြင်စီမတိုးထွက်လာကြတယ်။အမိုက်တိုက်လို့ခေါ်တဲ့အမောင်တို့ကြီးမှပတ်ဝန်းကျင်တခွင်ကိုဖုံးအုပ်ကာကွယ်လိုက်လေတယ်။အဲ့ဒီအချိန်ရှိကအောက်မှာအလင်းရောင်ကတဖြည်းဖြည်းနဲ့တောက်ပလာတယ်။အမောင်တို့ကြီးကိုအလင်းရောင်ကတဖြည်းဖြည်းထိုးခွင်းနေပြီတော့တယ်။ မိโกတူကြီးအတွင်းကပလူကြီးတွေကတိုးထွက်လာကြတယ်။ပလူကြီးတွေရဲ့အသားရည်ကညစင်းအောင်ကဲ့သို့စိမ့်ဖန်းဖန်းဖြစ်နေတယ်။ပလူကြီးတွေကိုမြင်တွေ့တဲ့အခါမှာဦးစင်းကြီးကထိတ်လန့်သွားပြီးတော့ရတနာတုတ်ကိုအတန်ဒီအတန်သားနဲ့ရွတ်ဖတ်လီတော့တယ်။ပလူကြီးတွေကပရိတ်ရွတ်ဖတ်တံကိုကြားတဲ့အခါမှာအရှိကိုစက်မတိုးနိုင်မင်းနဲ့နားကိုလက်နဲ့ပိတ်ခါအော်ဟစ်ညင်းညူကြနေတယ်။ဦးစင်းကြီးကရတနာတုတ်ကိုသုံးကောက်တိတိရွတ်ဆိုပြီးအဲ့ဒီအချိန်မှာပလူကြီးတွေကမခံမရနိုင်ဖြစ်ပြီးတော့ မိဂိုတူကြီးအတွင်ကိုကစင်ကလေးရားနဲ့ပြေးဝင်နေမကြခင်ချိန်မှပင်အမောင်တူကြီးပျောက်ကွယ်သွားပြီးတော့ရေကအလေမှထွက်ပေါ်နေတဲ့အလင်းရောင်မလေးပုံမထူးကဲစွာနဲ့တောက်ပလာတယ်။မကြမီမိုးတောက်တော့မှဖြစ်တယ်။မိုးတောက်ကျဲကြီးမှကောက်ကင်ထက်စီတို့တဖြည်းဖြည်းတက်လာပြီးတော့ထော်လင်းတောက်ပလာချီပြီးအရိယခိုင်မြင့်ဟီတန်တွေကိုကြားလိုက်ရတယ်။ဦးစင်းကြီးအောင်မြင့်ဟီတန်တွေကိုပဝင်းကျင်းအနှံ့လိုက်လံရှာဖွေနေတဲ့အချိန်ကောက်ကင်ထက်စီမှရွှေဝါရောင်အလင်းနှံတစ်ခုကြာဆင်းလာပြီးအဲ့ဒီအလင်းနှံအတွင်းက မြင်းရထားစီးထားတဲ့နမင်းကြီးတွေထွက်ပေါ်လာကြတယ်။အဲဒီနမင်းတွေရဲ့နှဝနှက်စားတွေကတောက်ပြောင်ဝင်းလန်နေကြပြီးတော့အထူးထူးသောလက်နက်စမ်းတွေကိုလည်းကင်ဆွဲထားကြတယ်။အဲဒီနမင်းတွေကကြီးနီကန်ကြီးကိုတိုက်ခိုက်ဖို့အတွက်စူဝေးနေကြခြင်းလည်းဖြစ်တယ်။ဦးစင်းကြီးကလူရွယ်တွေမှကြားခဲ့တဲ့အတိုင်းအာဒါနာတိယတုတ်ကိုရွတ်ဖတ်လီတော်တယ်။ဦးစင်းကြီးရွတ်ဖတ်ပြီးမကြားခဲ့အချိန်မှပဲအရက်လေးမျက်နှာမှာလေပြင်းတွေတိုက်ခတ်လာကြတယ်။အဲဒီလေပြင်းတွေကကြီးနီကန်ကြီးအပေါ်မှာစုံစည်းမိကြပြီးတော့ကြီးမားတဲ့ လေးစင်နာမောင်းကြီးတစ်ခုအသွင်ပြောင်းလဲသွားတယ်။ဝဲကတော်ထိုးကအရှိန်နဲ့လဲပတ်နေတဲ့လေးစင်နာမောင်းကြီးမှနတ်မင်းတွေကိုဆွဲခေါ်လိုက်လေတော့နတ်မင်းများမှလေးစင်နာမောင်းကြီးအတွေ့လူလဲဝဲပြန်နေကြရတယ်။အာတာနာတိယတော့သုံးညင်စီတဲ့အခါအဲ့ဒီလေးစင်နာမောင်းကြီးရောနတ်မင်းတွေပါပျောက်ချင်းမနာပျောက်ွယ်သွားတယ်။အဲ့ဒီအချိန်ကံရည်ပြင်းစီမှအောင်မီအောင်မီလို့အော်ဟစ်ကြွေးကြော်တဲ့ညီကိုကြားလိုက်ရပြီးတော့ကဲရီအလဲမထွက်ပေါ်နေတယ်။အလင်းရောင်မလေးတလောကလုံးကိုဖြန့်ကျက်ဝင်လက်သွားလိမ့်တယ်။အလင်းရောင်မမျက်စိကျင်းစီသောကြောင့် ဦးစင်းကြီးကမျက်စိကိုဆုံးမိတ်ထားရတယ်။အလင်းရောင်ပျောက်သွားတဲ့အခါလူရွယ်မဦးစင်းကြီးအရှိမလာရောက်ရက်နေတယ်။လူရွယ်ရဲ့အဝတ်အစားတွေကပုံမတန့်စင်ဖြူဝင်းလျက်ရှိနေပြီးလူရွယ်ရဲ့အသားရည်မှဘောငွေရောင်အစင်းကဲသို့အလင်းနှန်းတွေကတိုးထွက်နေတယ်။လူရွယ်ဦးစင်းကြီးကိုလက်အုပ်ချီလိုက်ပြီးတော့တပီတော့အောင်မြင်ခဲ့ပါပြီဦးစင်းကြီး။ဦးစင်းကူညီရချိုးနှက်တယ်လို့ပြောရမှာပေါ့တကား။ဒါနဲ့ခုနကလာတဲ့နေရာတွေဘလူးတွေကဘာတွေလဲတကားရဲ့။မမကောင်းတဲ့လောက်ကိုလုံရင်မကောင်းတဲ့ဖြတ်ကရှိပြီးသားပါအရှင်ဖေ။ တပည့်တော်တို့အထက်လန်းသမားတွေထွက်ခါနေရင်အဝိစာတွေအောင်းလန်းသမားတွေကရအောင်ဖြတ်ကြပါတယ်ဖရာအခုနာကအရှင်ဖရာတွေးတဲ့နဂါတွေဘလူတွေဆိုတာအဝိစာတွေရဲ့အမိန့်နဲ့တပည့်တော်လန်းစင်မအောင်မြင်အောင်လာရောက်ဖြတ်စည်းကြတဲ့လူတွေပါဖရာဒါနဲ့နှက်တွေကရောကိုင်အဲ့ဒါအသူရိန်တွေပါတနည်းအားဖြင့်ပြောရင်နတ်ဆိုးပေါ်ဖရာဘာပဲဖြစ်ဖြစ်အခုလိုအောင်မြင်တာကိုပဲဥစဉ်ဝန်းတာရပါပြီတပည့်တော်ကိုကူညီတဲ့အထွတ်အရှင်ဖရာကိုလည်းတပည့်တော်ပြန်ကြည့်ပါမယ်အရှင်ဖရာ တပည့်တော်ပြုတ်လို့တလို့အရှင်ဖရာလဲရေကန်အောက်ထဲကိုဆင်းတော်မူပါမနက်နေ့ထန်းတပြားရောက်တဲ့အချိန်မှာအရှင်ဖရာလဲပေါ့မြောင်အောင်မြင်ပါလိမ့်မယ်ဦးစင်းကြီးကရေကန်ကြီးကိုတစ်ချက်ငေးကြည့်လိုက်ပြီးတော့ဦးစင်းမစင်းရဲဦးတကဦးစင်းကြီးကရေကြောက်တတ်သူတယောက်ဖြစ်တဲ့အပြင်ဝိဇာတို့ကူညီမယ်လို့ဆိုတော်လဲရေကန်နဲ့ကိုမစင်းရဲပဲဖြစ်နေတယ်အာရိယခဝိဇာတို့လူရဲမှာ လက်ကိုစန့်တန်းလိုက်တဲ့အခါလက်ဘဝအပေါ်မှာပရိုဗိုက်တစ်ခုပေါ်ထွက်လာတယ်အဲ့ဒီပရိုဗိုက်ကကြီးနေအောင်အလင်းရောင်တွေဝင်လာနေတယ် ဦးစင်းညာပရဘိုက်ကိုတန်တအောနဲ့ကြည်နေတယ်။ဟောဒီပရဘိုက်ကဝိဇာတရားလမ်းစဉ်တွေကိုရေးသားထားတဲ့ပရဘိုက်ပါဖေ။ဖွင့်ဖတ်တဲ့လူရဲ့အထုံးပါရမီအစွမ်းအပေါ်မူတည်ပြီးတော့ကြည်ကြံရမယ်။နီလန်းတွေကသူ့အလိုလိုပြောင်းလဲသွားပါလေအရှင်ဖေ။တပည့်တော်ဟာဒီကျမ်းကိုလေ့လာပြီးအခုလိုဝိဇာတို့အဖြစ်ထွက်ခဲ့ရတာပါအရှင်ဖေ။အရှင်ဖေကိုယေရှုဆက်တဲ့အနေနဲ့ဒီကျမ်းကိုပေးအပ်ခဲ့ပါမယ်။အရှင်ဖုရားတင့်တယ်လို့အသုံးချပါဖုရား။ဦးဇင်းကြီးကပရဘိုက်ကိုလှမ်းယူလိုက်တဲ့အခါလက်ထရကနေလွတ်ကျသွားတယ် လူတကောလုံးနဲ့တွန်းထုတ်ခံလိုက်ရတဲ့ကဲ့သို့ခံစားလိုက်ရကနောက်ကိုလွင့်ထွက်သွားလိမ့်တယ်။ဦးစင်းကြီးကထိတ်လန့်ပြီးမျက်လုံးတွေကိုဖွင့်လိုက်မိတယ်။အိုဟောင်းနေတဲ့ចောင်းမျက်နှာချက်ကိုမြင်တွေ့လိုက်ရတဲ့အခါမှာအဲ့ဒီဖြစ်ကအိမ်မက်ဖြစ်မှန်သိလိုက်ရတယ်။အိမ်မက်ကလည်းထူးဆန်းလိုက်တာမသိရင်အပြင်မှာတကယ်ဖြစ်ပြနေတယ်လို့ပါပဲလား။အဲ့ဒီအချိန်အုံမောင်းခောက်တန်ကြားလိုက်လို့ဦးစင်းကြီးလည်းအိယာကနေထခဲ့တယ်။အဲ့ဒီအဖြစ်ကိုလည်းအိမ်မက်လို့ထင်ကမေးမေးရော့ရော့နေမိတယ်။တလားကန်ကြားတဲ့အချိန် ။ဦးစင်းကြီးကထူးဆန်းတဲ့အိမ်မက်တစ်ခုကိုထပ်မံမြင်မှတ်တယ်။အဲ့ဒီအိမ်မက်ကဝိဇ္ဇာတို့ဖြစ်သွားတဲ့လူရဲကဦးစင်းကြီးကိုလာရောက်ဖူးမြော်တာလေးဖြစ်တယ်။မနဲ့အိယာနိုးတဲ့အခါမှာဦးစင်းကြီးကအဲ့ဒီဖြစ်ကိုပြန်လည်တွေးတောမိပြီးကျောင်းဝန်တော်ဘက်ရှိကြီးနီကန်ကြီးစီတို့ဘာရမဟုတ်ထွက်လာခဲ့မိတယ်။ကံမောအတိုင်းလမ်းလျှောက်လာရင်တီဗီကြီးအောက်ကိုအရောက်မှခလုတ်တက်၍လေးကြတော့မလို့ဖြစ်သွားတယ်။ဦးစင်းကြီးကခလုတ်တက်တဲ့အရာကိုကြည့်ရှုလိုက်တဲ့အခါကြီးနီပရိုဗိုက်တစ်ခုဖြစ်နေတယ်။အဲ့ဒီပရိုဗိုက်ကိုမြင်တော့ ဝိဇာတို့လူရွယ်ပေးခဲ့တဲ့ပရပိုက်ဖြစ်မှန်းပြန်ပြောင်းတတိရလိုက်ပြီးကောက်ယူလာခဲ့တယ်။ဦးစင်းကြီးကပရပိုက်ကိုရတဲ့အခါပရပိုက်အတွင်းကစာပေတွေကိုလိလာဖတ်ရှုတယ်။သို့တော်လည်းအဲ့ဒီပရပိုက်ကအရေးကြီးတဲ့ပရပိုက်တစ်ခုလည်းဖြစ်လို့တခြားလူတွေမသိစေဖို့တိတ်တဆိတ်လိလာရတော့တယ်။ဒီကနေ့တင်ဆက်မှုကတော့ဒီလောက်နဲ့ပဲရနာခွင့်ပြုပါရှင်။နောက်ရမှာဇလက်ဆောင်မြောနာဆင်မှုပြောကြားရင်းနှုတ်ဆက်ခြင်းပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။